ို့သမီးတို့မင်္ဂလာပါတီချဲကတော့ပတ္တမရန်တင်ကြားပါတရက်ကိုတင်ကြားပေးမယ်တီချဲဆိုဖြစ်ပါတယ်ဒီနေ့တီချဲပြောပြပေးမယ်အကြောင်းအရာကတော့တင်ချာတအခန်း3အပိုင်းကိန်းများနဲ့ဒသမကိန်းများခေါင်းစဉ်ကတင်ကန်းစာတစ်ဖြစ်တဲ့အပိုင်းကိန်းများရဲ့အပိုင်းကိန်းတန်းများကို ရှင်းခြင်းအကြောင်းဖြစ်ပါတယ် ဒီသင်ခန်းစာမှာအပိုင်းကိန်းတန်းများကိုရှင်းခြင်းအပိုင်းကိန်းများပေါင်းခြင်းနှင့်နှုတ်ခြင်းတို့ကိုကိန်းမြင့်ပေါ်တွင်ဖော်ပြခြင်းတသမကိန်းများကိုနှိုင်းရှင်ခြင်းတသမကိန်းတစ်ခုရဲ့အနည်းဆုံးတန်ဖိုးကိုရှာခြင်းကိန်းတစ်ခုကို လိုအပ်သော အရာရောက်ကနန်းတီအမှန်ယူခြင်း အဆုံးရှိဒသမကိန်းနှင့်ပြန်ထက်ဒသမကိန်းများအားအပိုင်းကိန်းများဖြင့်ဖော်ပြခြင်းတို့ကိုဆက်လက်လေ့လာကြမှာဖြစ်ပါတယ်။ဒီသင်ခန်းစာကိုလေ့လာပြီးပြီဆိုရင်အပိုင်းကိန်းဆိုင်ရာပု္ပ္ပာများဖြည့်ရှင်းခြင်းနှင့်ကိန်းမြင့်ပေါ်တွင်ပေါင်းခြင်းနှုတ်ခြင်းတို့ကိုပြုလုပ်တတ်မှာဖြစ်ပါတယ်။ဒသမကိန်းနှင့်ပတ်သက်တဲ့ဖြည့်ရှင်းမှုများ တသမကိန်းနှစ်အပိုင်းကိန်းတို့ရဲ့အပြန်အလှန်ဆက်ဆက်မှုများကိုလည်းသိရှိပြီးအသုံးချတတ်မှာဖြစ်ပါတယ်အပိုင်းကိန်းများအကြောင်းကို ပြောရမယ်ဆိုရင်စတ္ထမရန်တုံးကအပိုင်းကိန်းများပေါင်းခြင်းနှုတ်ခြင်းပျောက်ခြင်းစားခြင်းတို့ကိုလေ့လာခဲ့ပြီးဖြစ်ပါတယ်အပိုင်းကိများပေါင်းခြင်းနှုတ်ခြင်းတို့ကို ပြုလုပ်ရမှာပါဝင်သောအပိုင်းကိများရှိ ပိုင်းကြီးများဤအငဲဆုံးပုံစတိုကင်းကိုရှာပြီးတော့ပိုင်းကြီးများတူအောင် ပြုလုပ်ပြီးရှင်းနိုင်ပါတယ်။ဆက်လက်ပြီးတော့လည်းအပိုင်းကိန်းတန်းများရှင်းခြင်းကိုလေ့လာကြမှာဖြစ်ပါတယ်။အပိုင်းကိန်းတန်းများကို ရှင်းခြင်းဆိုတဲ့ခေါင်းစဉ်အောက်မှာအပိုင်းကိန်းတန်းများရှင်းတဲ့အခါမှာလှုပ်ထုံးများဆိုင်ရာအစီအစဉ်တွေကိုတတိပြုရမှာဖြစ်တဲ့ လောက်ထုံးများရဲ့ဦးစားပေးအစီအစဉ်ရာအတွင်းအကြဆုံးတွင်ရစပြီးတော့ရှင်းရမှာဖြစ်ပါတယ်။ပုံစံတွက်တစ်ကိုကြည့်ရအောင်။တစ်3ပိုင်း2ပိုင်းအမြောင်၊တွင်စာ2ပိုင်း2ပိုင်းအပေါင်းတစ်5ပိုင်း3ပိုင်းတွင်ပိတ်ကို ရှင်းပါတဲ့။ဒီချေတော့မေကွန်းလေးကို အရင်ရေးလိုက်မယ်။ပြီးလို့ရှိရင်ကိန်းရောတွေကို အပိုင်းကိန်းဖွဲရပါမယ်။ အဲ့တော့1 3ပိုင်း2ပိုင်းကိုအပိုင်းကိန်းဖွဲ့ပဲဆိုရင်3တလီ3နှစ်နဲ့ပေါင်းရင်5အဲ့ဒါကြောင့်3ပိုင်း5ပိုင်းရမယ်ဂွင်းထဲမှာက2ပိုင်း2ပိုင်းအပေါင်း15ပိုင်း3ပိုင်းကိုအပိုင်းကိန်းဖွဲ့မယ်ဆိုရင်5ပိုင်း10ပိုင်းရပါမယ်ပြီးရင်အရှိက3ပိုင်း5ပိုင်းကိုပြန်ရေးမယ် အမြောက်ဂွင်းထဲမှာနှစ်ပိုင်းတစ်ပိုင်းနဲ့ငါးပိုင်းရှစ်ပိုင်းကိုပေါင်းပါမယ်အဲ့လိုပေါင်းတဲ့အခါမှာဆိုရင်နှစ်နဲ့ငါးတို့ရဲ့အငဲဆုံးပုံစတိုကိန်းကနှစ်နဲ့ငါးနဲ့မြောက်ရင်10ရရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နှစ်ကိုငါးနဲ့မြောက်မယ်ပိုင်းကျင်းနှစ်ကို9နှစ်မြောက်ရင်ပိုင်းဝေတစ်ကိုလည်း9နှစ်မြောက်ရင်နှစ်ပိုင်းတစ်ပိုင်းမှာ10ပိုင်း9ပိုင်းရပါမယ်။ နောက်တစ်ခါ9ပိုင်း10ပိုင်းမှာပိုင်းခြေ9ကိုနှစ်တဲ့မြောက်ရင်ပိုင်းခြေ10ရမယ်ပိုင်းဝေ10ကိုနှစ်နဲ့မြောက်ရင်ပိုင်းဝေ16ရမယ်အဲ့လိုဆိုရင်ဂွင်းတဲမှာပိုင်းခြေ10စီတူသွားပြီဖြစ်တယ်အဲ့ဒါကြောင့်3ပိုင်း9ပိုင်းကိုပြန်ရေးမယ်အမြောက်10ပိုင်း9ပိုင်းနဲ့10ပိုင်း16ပိုင်းကိုပေါင်းလိုက်တဲ့အခါမှာ10ပိုင်း21ပိုင်းရမယ် ဒီချက်တော့3ပိုင်း5ပိုင်းနဲ့10ပိုင်း21ပိုင်းကိုကျင်းတဲ့အခါမှာ3 3 3 3 4 21 9နဲ့10ကို ကြတော့9 3 5 9 2 3 10ဆိုကျင်းလိုက်လို့ရှိရင်ပိုင်းခြေအချင်းချင်းမြောက်ရင်1 3 2ပိုင်းဝေအချင်းချင်းမြောက်ရင်9 3 3ခုနေဆိုပြီးတော့ရပါမယ်အဲ့တော့ဒီချေရိုးနှစ်ပိုင်းခုနှစ်ပိုင်းကိုကိန်းရော ဖွဲ့လိုက်တဲ့အခါမှာဆိုရင် သုံးနှစ်ပိုင်းတစ်ပိုင်းရမယ်အဖြေကတော့တစ်သုံးပိုင်းနှစ်ပိုင်းအမြောက်ဝင်းစာနှစ်ပိုင်းတစ်ပိုင်းအပေါင်းတစ်ငါးပိုင်းသုံးပိုင်းဝင်းပိတ်ရဲ့အဖြေကသုံးနှစ်ပိုင်းတစ်ပိုင်းဖြစ်ပါတယ်ပုံစံတွဲနှစ်ကိုဆက်ပြီးတော့တွက်ကြည့်ရအောင်မေကွန်ကဂွင်းစာနှီး၄ပိုင်း၃ပိုင်းအနှုတ်၁၆ပိုင်း၅ပိုင်းဂွင်းပိတ် အစား၈ပိုင်း၃ပိုင်းကို ရှင်းပါဆိုတဲ့ပု္ပ္ပာဖြစ်ပါတယ်။အဲ့တော့သားတို့သမီးတို့မိကွန်းလေးကိုပြန်ရေးလိုက်ပါ။အရင်ဆုံးဝင်းထဲမှာရောဝင်းအပြစ်မှာရောဒီကျဲတို့ကကိန်းရောတွေကို အပိုင်းကိန်းဖွဲ့ရမှာဖြစ်တယ်။အဲ့ဒါကြောင့်ဝင်းထဲကကိန်းတွေကိုအပိုင်းကိန်းဖွဲ့မယ်ဆိုရင်၄၂၈၃နဲ့ပေါင်းရင်၁၁ အဲ့ဒါကြောင့်နှစ်၄ပိုင်း၃ပိုင်းက၄ပိုင်း၁၁ပိုင်းရပါမယ်ပြီးအနှုတ်လက္ခဏာရေးမယ်၁၆ပိုင်း၅ပိုင်းကိုအပိုင်းကိန်းဖွဲ့ရင်၆၄၆နဲ့ပေါင်းရင်၁၁ရမယ်အဲ့ဒါကြောင့်၁၆ပိုင်း၅ပိုင်းက၆ပိုင်း၁၁ပိုင်းဖြစ်သွားမယ်အဲ့တော့ဂွေးရဲ့အနောက်ကအစား၈ပိုင်း၃ပိုင်းကိုပြန်ရေးပါမယ် ပြီးရင်၄နဲ့၆ကပိုင်းခြေမတူကြပါဘူးအဲ့ဒါကြောင့်၄နဲ့၆တို့ရဲ့အငယ်ဆုံးပုံစံတိုကိန်းက2244ကို3နဲ့မြောက်ထားရင်စနစ်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့၄ကိုစနစ်ဖြစ်အောင်3နဲ့မြောက်မယ်6ကိုစနစ်ဖြစ်အောင်2နဲ့မြောက်ရမှာဖြစ်တယ်အဲ့ဒါကြောင့်၄ပိုင်း7ပိုင်းရဲ့ပိုင်းခြေ၄ကို စနစ်ဖြစ်အောင်လို့၃နှစ်မြောက်ရင်စနစ်ရပါမယ်။ပိုင်းဝေ၁ကိုလည်း၃နှစ်မြောက်ရင်33ရပါမယ်။နောက်တစ်ခါအနှုတ်လက္ခဏာပြန်ရေးမယ်။ပိုင်းခြေ6ကိုစနစ်ဖြစ်အောင်လို့နှစ်နဲ့မြောင်ရင်ပိုင်းဝေ7ကိုလည်းနှစ်နဲ့မြောင်မယ်။အဲ့လိုဆိုရင်12ပိုင်း22ပိုင်းရမယ်။ပြီးရင်ဂွေးရဲ့အနောက်ကအစား8ပိုင်း3ပိုင်းကို ပြန်ရေးပါမယ်။ အဲ့ဒီအခါမှာတီချာတို့ဂွင်းကိုရှင်းတဲ့အခါမှာ72ပိုင်း33ပိုင်းတည်းက72ပိုင်း22ပိုင်းကိုနှုတ်ရင်72ပိုင်း71ပိုင်းရမယ်ပြီးအစားလက္ခဏာကိုတီချာတို့ကအမြောက်ရေးပြီးတော့ကိန်းကိုပြောင်းပြန်လမ်းမှာဖြစ်တဲ့အတွက်ကြောင့်10ပိုင်း3ပိုင်းကို ပြောင်းပြန်လှန်လိုက်ရင်3ပိုင်း10ပိုင်းရပါမယ် အဲ့ဒါကြောင့်12ပိုင်း17ပိုင်းအမြောက်3ပိုင်း10ပိုင်းကိုဒီချေတို့တွက်ကြမယ်အဲ့လိုဆိုရင်10နဲ့12ကို4နဲ့ကျင်းမှဖြစ်တဲ့အတွက်ကြောင့်4 2 8၄3 2ဆိုရင်ပိုင်းခြေကို3ရမယ်ပိုင်းဝေက2ရမယ်အဲ့ဒီခါမှာပိုင်းခြေအချင်းချင်းမြောက်ရင်3 3 9ပိုင်းဝေအချင်းချင်းမြောက်ရင်7 2 22ဆိုပြီးတော့ 6ပိုင်း22ပိုင်းရမယ်အဲ့ဒီအပိုင်းကိန်းကို ကိန်းရောဖွဲ့မယ်ဆိုရင်6428 22.18နှုတ်ရင်4ကျန်တဲ့အတွက်ကြောင့်ပိုင်းဝေမှာ4ရေးမယ်ပိုင်းခြေရတော့6ပဲရေးမယ်အဲ့ဒါကြောင့်အဖြေက26ပိုင်း4ပိုင်းဖြစ်ပါတယ်ပုံစံအတွက်3ကိုဒီချေရိုတွက်ကြည့်ရအောင်မိကုန်းကတော့6ပိုင်း4ပိုင်းဤတွန့်ခွင့် လက်သေးကွင်းစမယ်15ဘိုင်း3ဘိုင်းအပေါင်း4ဘိုင်း2ဘိုင်းကွင်းပိတ်အမြောက်6ဘိုင်း5ဘိုင်းတွန့်ကွင်းပိတ်ကိုရှင်းပါဆိုတဲ့မေးခွန်းဖြစ်ပါတယ်ဒီချေတော့မေးခွန်းလေးကိုပြန်ရေးလိုက်မယ်ပြီးရင်6ဘိုင်း4ဘိုင်းရေးမယ်ဤဆိုတာအမြောက်ဖြစ်တဲ့အတွက်ကြောင့်အမြောက်ရေးမယ်ပြီးရင်တွန့်ကွင်းထဲမှာရှိရဲ့လက်သေးကွင်းကိုအရင်ရှင်းမယ် လက်သေးကွင်းထဲမှာ15ဘိုင်း3ဘိုင်းအပေါင်း4ဘိုင်း2ဘိုင်းဖြစ်တယ်အဲ့လိုဆိုရင်15နဲ့4တို့ရဲ့အငယ်ဆုံးပုံစံဒိုကိန်းဟာ60ဖြစ်တဲ့အတွက်ကြောင့်15ကို4နဲ့မြောက်ရင်ပိုင်းဝေဖြစ်တဲ့3ကိုလည်း4နဲ့မြောက်မယ်။အဲ့လိုဆိုရင်15 4 60 3412ရမယ်ပြီးအပေါင်းပြန်ရေးမယ်60ဖြစ်အောင်4ကို15နဲ့မြောက်ရင်ပိုင်းဝေ1ကိုလည်း15နဲ့မြောက်မယ်အဲ့လို့ဆိုလက်သေးခွင်းထဲမှာ60ပိုင်း12ပိုင်းအပေါင်း60ပိုင်း15ပိုင်းကို ရရှိမယ်ပြီးအမြောက်ပြန်ရေးပြီးတော့6ပိုင်း5ပိုင်းကိုရေးပြီးတော့တွန့်ခွင်းပိတ်လိုက်ပါမယ်အဲ့ဆိုရင်အောက်တစ်ချောင်းမှာ6ပိုင်း4ပိုင်းပြန်ရေးမယ်အမြောက် တွန့်ခွေးနဲ့မှာပဲလက်သေးခွေးကိုရှင်းလိုက်တဲ့အခါမှာ60ပိုင်း12ပိုင်းနဲ့60ပိုင်း15ပိုင်းကိုပေါင်းလိုက်ရင်60ပိုင်း28ပိုင်းရမယ်ပြီးရင်အမြောက်6ပိုင်း5ပိုင်းကိုရေးပြီးရင်တွန့်ခွေးလေးပြန်ပိတ်ပါမယ်ဒီကြဲတို့ဒီမှာကျင်းလိုက်တဲ့အခါမှာ9နဲ့60ကိုကျင်းရင် 9345924460ရပါမယ်။ပြီးလို့ရှိရင်6နဲ့29ကျင်းမယ်ဆိုရင်3246394029ရမယ်။နောက်တစ်ခါ9နဲ့7နှစ်ကိုပြန်ကျင်းရင်3427339ဆိုပြီးတော့ရပါမယ်။ အဲ့လိုဆိုရင်အဖြေက ပိုင်းဝေအချင်းချင်းမြောက်ရင်3 3ပိုင်းခြေအချင်းချင်းမြောက်ရင်4 8ဆိုပြီး10ပိုင်း3ပိုင်းရမယ်အဲ့လိုဆိုရင်အရှိက6ပိုင်း4ပိုင်းပြန်ရေးမယ်အမြောက်ရေးမယ်10ပိုင်း3ပိုင်းနဲ့ကျင်းကြမယ်အဲ့လိုဆိုရင်3တလီ3 3 3လီ6 4တလီ4 4 2လီ8ဆိုပြီးပိုင်းဝေအချင်းချင်းမြောက်ရေး1တလီ1 ပိုင်းခြေချင်းချင်းမြောက်ရင်3နှစ်လီ6အဲ့လိုဆိုရင်အဖြေက6ပိုင်းတစ်ပိုင်းရပါတယ်။သွားတို့သမီးတို့မေးခွန်းကိုပြန်ရေးပြီးတော့ညီမြချင်း6ပိုင်းတစ်ပိုင်းဆိုရေးရင်အဖြေမှန်ပါတယ်။ပုံစံတွက်လေးကိုကြည့်ရအောင်သူအားဂိမ်းမြေရဲ့အပေါ်မှာဆိုလို့ရှိရင်နှစ်နှစ်ပိုင်းတစ်ပိုင်းအပေါင်း1 3ပိုင်း2ပိုင်း ကိမြင့်ရဲ့အောက်မှာဆိုလို့ရှိရင်တော့နှစ်နှစ်ပိုင်းတစ်ပိုင်းအနုတ်တစ်၃ပိုင်းနှစ်ပိုင်းဆိုပြီးတော့အဲ့ဒီမေကွန်းကိုရှင်းခိုင်းပါတယ်တီချာရိုမေကွန်းလေးကိုပြန်ရေးမယ်မြင်းရဲ့အပေါ်မှာရှိတဲ့နှစ်နှစ်ပိုင်းတစ်ပိုင်းကိုအပိုင်းကိန်းဖွဲ့ကြမယ်ဆိုရင်နှစ်နှစ်လီလေးတစ်နဲ့ပေါင်းရင်ငါးဆိုနှစ်ပိုင်းငါးပိုင်းရမယ်ပြီးရင်အပေါင်း၃တလီ၃ နှစ်နဲ့ပေါင်းရင်9ဆိုပြီး3ဘိုင်း9ဘိုင်းရပါမယ်။မြည်းရဲ့အောက်မှာကြတော့နှစ်နဲ့လီလေးတစ်နဲ့ပေါင်းရင်9ဘိုင်းကြီးရာနှစ်ဖြစ်တဲ့အတွက်ကြောင့်နှစ်ဘိုင်း9ဘိုင်းအနှုတ်တစ်3ဘိုင်း2ဘိုင်းကိုအပိုင်းကိန်းဖွဲ့ရင်3တလီ3နှစ်နဲ့ပေါင်းရင်9ဆိုပြီးတော့3ဘိုင်း9ဘိုင်းရပါမယ်။မြင်းရဲ့အပေါ်ကအပေါင်းကိုအရင်ရှင်းမယ်။ပိုင်းခြေက1နဲ့3နဲ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပိုင်းခြေ6ဖြစ်အောင်ပိုင်းခြေ2ကို3နဲ့မြောင်းရင်ပိုင်းဝေဖြစ်တဲ့9ကိုလည်း3နဲ့မြောင်းမယ်အဲ့ဒါဆိုရင်9 35 2 3 6ဆိုပြီးတော့6ပိုင်း15ပိုင်းရမယ်အပောင်းကိုပြန်ရေးမယ်ပိုင်းခြေ3ကို2နဲ့မြောက်ရင်ပိုင်းဝေ9ကိုလည်း2နဲ့မြောက်ရင်6ပိုင်း10ပိုင်းရပါမယ်။ ကိမြေအောက်ကို ပြန်ကြည့်တဲ့အခါမှာလေပိုင်းခြေဟာနှစ်နဲ့သုံးနဲ့ဖြစ်တယ်ပိုင်းခြေမတူတာကို တူအောင်လုပ်မှဖြစ်တဲ့အတွက်ကြောင့်ပိုင်းခြေ6ဖြစ်အောင်လုပ်ရင်ပိုင်းခြေနှစ်ကိုသုံးနဲ့မြောက်ရင်ပိုင်းဝေ9ကိုလည်းသုံးနဲ့မြောက်မယ်အဲဆိုရင်နှစ်3လီ6 3 9လီ15ရမယ်နောက်တစ်ခါ၃ဘိုင်း၅ဘိုင်းမှာလဲဘိုင်းခြေ၆ဖြစ်အောင်လုပ်မယ်ဆိုရင် 3ကို2နဲ့မြောက်ရင်9ကိုလည်း2နဲ့မြောက်မယ်3 2 6 5230ဆိုပြီးတော့6ပိုင်း15ပိုင်းအနှုန်း6ပိုင်း10ပိုင်းကိုရပါမယ်အဲ့လိုဆိုရင်မြင်းရဲ့အပေါ်မှာ6ပိုင်း15ပိုင်းနဲ့6ပိုင်း10ပိုင်းကိုပေါင်းရင်6ပိုင်း25ပိုင်းရမယ်။မြင်းရဲ့အောက်မှာကြတော့6ပိုင်း15ပိုင်းနဲ့6ပိုင်း10ပိုင်းကိုနှုတ်ရင်6ပိုင်း5ပိုင်းရမယ်။ ဲ့လိုဆိုရင်ဒီကျဲတို့အပိုင်းကိန်းထွေရာဆိုရင်6ပိုင်း25ပိုင်းကို6ပိုင်း5ပိုင်းနဲ့စားထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပိုင်းဝေဖြစ်တဲ့6ပိုင်း25ပိုင်းကိုအတက်ရေးမယ်6ပိုင်း25ပိုင်းပြီးရင်အစားဆိုရင်အမြောက်လက္ခဏာရေးပြီးတော့ပိုင်းခြေရာကိန်းကို ပြောင်းပြန်လှမ်းမယ်အဲ့ဒါဆိုရင်6ပိုင်း5ပိုင်းက5ပိုင်း6ပိုင်းဖြစ်သွားမယ် ပြီးရင်ဒီချေတို့ကျင်းကြမယ်646 646 9 45 99 25ဆိုကျင်းမယ်ကျင်းပြီးရင်ပိုင်းဝေးအချင်းချင်းမြောက်ရင်945ပိုင်းခြေအချင်းချင်းမြောက်ရင်131ဆိုတော့အောက်က1ကို မရေးတော့ဘူးဆိုရင်အဖြေ9ရပါမယ်ဒီချေတို့ပုံစံတွက်ကားကိုဆက်ပြီးတော့တွက်ကြည့်အောင်မေကွန်းလေးကိုရေးမယ်မြင်းရဲ့အပေါ်မှာ လက်သေးခွင်းထဲမှာဆိုရင်10ပိုင်း9ပိုင်းအပေါင်း4ပိုင်း3ပိုင်းခွင်းပိတ်အမြောက်9ပိုင်း4ပိုင်းအောက်မှာကြတော့10ပိုင်း9ပိုင်းအနုံး4ပိုင်း3ပိုင်းဟာခွင်းထဲမှာရှိမယ်ပြီးအစားလက္ခဏာနှစ်5ပိုင်း4ပိုင်းဖြစ်တယ်အဲ့တော့ပိုင်းဝေမှာရှိတဲ့လက်သေးခွင်းလေးတဲကို ကြည့်လိုက်တဲ့အခါမှာ အပေါင်းဟာပိုင်းခြေမတူဘူးအဲ့ဒါကြောင့်ပိုင်းခြေတူအောင်လို့ ဒီကျေတော့ကြိုးစားကြမယ်အဲ့ဒါကြောင့်ရှစ်ပိုင်းခုနှစ်ပိုင်းမှာပိုင်းခြေရှိဒီပိုင်းသုံးပိုင်းမှာပိုင်းခြေဟာ၄အဲ့လိုဆိုရင်ပိုင်းခြေရှစ်ဖြစ်အောင်လို့ပိုင်းခြေ၄ကို နှစ်နဲ့မြောက်မယ်အဲ့ဆိုရင်ရှစ်ပိုင်းခုနှစ်ပိုင်းပြန်ရေးမယ်အပေါင်းရေးမယ်ပိုင်းခြေ၄ကို နှစ်နဲ့မြောက်လိုက်ရင်၄နှစ်လီရှစ်အဲ့လိုဆိုရင်ပိုင်းဝေ၃ကိုလည်းနှစ်နဲ့မြောက်ရင် 326ဆိုပြီးတော့လက်သေးကွင်းထဲမှာ10ပိုင်း9ပိုင်းအပေါင်း10ပိုင်း6ပိုင်းရမယ်ပြီးလို့ရှိရင်အနောက်ကအမြောင်း9ပိုင်း4ပိုင်းကိုပြန်ရေးမယ်ပိုင်းခြေမှာလည်းအလိုပဲလက်သေးကွင်းထဲမှာ10ပိုင်း9ပိုင်းအနှုတ်4ပိုင်း3ပိုင်းဖြစ်တဲ့ပိုင်းခြေ2အောင်လို့4ပိုင်း3ပိုင်းရဲ့ပိုင်းခြေ4ကိုနှစ်နဲ့မြောက်ရင်ပိုင်းဝေ3ကိုလည်းနှစ်နဲ့မြောက်မယ် အဲ့ဒါဆိုရင်လက်သေးကွေးထဲမှာ10ပိုင်း9ပိုင်းအနှုတ်10ပိုင်း6ပိုင်းဆိုပြီးတော့ပိုင်းခြေတူသွားပြီအနောက်ကအစာလက္ခဏာပြန်ရေးမယ်နောက်တစ်ခါနှစ်5ပိုင်း4ပိုင်းရာကိန်းရောဖြစ်နေတဲ့အတွက်ကြောင့်အပိုင်းကိန်းဖွဲ့မယ်ဆိုရင်9 4 30ပေါင်းရင်14ဆိုပြီးနှစ်5ပိုင်း4ပိုင်းကို9ပိုင်း14ပိုင်းလို့ပြန်ရေးမယ် အဲ့လိုဆိုရင်ဒီကျဲတို့ကိမင်းရဲ့အပေါ်ဘက်မှာလက်သေးခွင်းထဲမှာပေါင်းမှဖြစ်တဲ့အတွက်ကြောင့်10ပိုင်း9ပိုင်းနဲ့10ပိုင်း6ပိုင်းကိုပေါင်းရင်10ပိုင်း73ပိုင်းရမယ်အမြောက်9ပိုင်း4ပိုင်းကိုပြန်ရေးမယ်ပြီးရင်ပိုင်းခြေမှာကြတော့10ပိုင်း2ပိုင်းအစားဆိုတော့အမြောက်ရေးပြီးတော့9ပိုင်း14ပိုင်းကိုပြောင်းပြန်လှန်လိုက်ရင် 14ဘိုင်5ဘိုင်ရမယ်အဲ့လိုဆိုရင်တီချာတို့အပေါ်ဘက်မှာပိုင်းခြေနဲ့ပိုင်းဝေနဲ့ကိုကျင်းလို့ရတယ်လေးတလီလေးလေးနှစ်လီရှစ်ဆိုပြီးကျင်းမယ်။ပိုင်းဝေအချင်းချင်းမြောက်လိုက်ရင်73တလီ73ပိုင်းချီမာက29လီ14ဆိုပြီးတော့14ပိုင်း73ပိုင်းရမယ်။ပိုင်းချီအောက်မှာတော့ကျင်းလို့မရတဲ့အတွက်ကြောင့်မို့လို့ဒီကျေတို့ကအစားကိုအမြောက်လက္ခဏာရေးမယ်။ 14နဲ့8နဲ့မြောက်လို့ရတဲ့132ကိုပြောင်းပြန်လှန်မှာဖြစ်တဲ့အတွက်ကြောင့်ပိုင်းဝေမှာရေးမယ်9တလီ9ကို ပိုင်းခြေမှာရေးမယ်ပြီးရင်14နဲ့132ကိုကျင်းတဲ့အခါမှာ14တလီ14 14 8လီ132ဆိုပြီးတော့ကျင်းမယ်ပြီးရင်ပိုင်းဝေအချင်းချင်းမြောက်မယ်73 8လီ104 ငါးတလီငါဆိုပြီးတော့ငါပိုင်း104ပိုင်းရမယ်ပိုင်းဝေကများနေတယ်ပိုင်းချစ်ထက်များနေတဲ့အတွက်ကြောင့်မို့လို့104ကိုငါနဲ့စားမယ်ငါ20လီတရာဘလောက်ကျွင်းလဲဆိုရင်၄ကျွင်းတယ်အဲ့ဒါကြောင့်ကျွင်းနာကိုအပေါ်မှာထားမယ်ပိုင်းချစ်ငါကိုရေးမယ်ဆိုရင်20ငါပိုင်း4ပိုင်းအဖြေကိုရရှိမှဖြစ်ပါတယ် ုံစံတွက်ချောက်ကို ကြည်ရအောင်ဒီချဲတို့မေးခွန်းကိုပြန်ပြီးတော့ရေးကြမယ်မေးခွန်းရေးပြီးလို့ရှိရင်ဒီချဲတို့မေးခွန်းကိုကြည်လိုက်တဲ့အခါမှာဆိုလို့ရှိရင်ခလဲမှာဆိုလို့ရှိရင်အစားပါတယ်အဲ့တော့အစားရဲ့အရှိပိုင်းမှာပိုင်းဝေမှာဆိုရင်6ပိုင်း9ပိုင်းအမြောက်1 4ပိုင်းတစ်ပိုင်းပြီးရင်ပိုင်းခြေမှာဆိုရင်17ပိုင်း4ပိုင်းအမြောက်9 2ပိုင်းတစ်ပိုင်း ဲ့လိုမျိုးပါနေတဲ့အတွက်ကြောင့်တီချယ်တို့ကအပိုင်းကိန်းနေဖွဲ့မယ်အဲ့ဆိုရင်ပိုင်းကိန်းတွေက6ပိုင်း9ပိုင်းကိုပြန်ရေးမယ်။ကိန်းရော့ဖြစ်တဲ့ည4ပိုင်းတစ်ပိုင်းကို အပိုင်းကိန်းဖွဲ့ရင်4 2 8ပေါင်း6ဆိုရင်4ပိုင်း6ပိုင်းရမယ်။ပြီးရင်ကိန်းမြင့်အောက်မှာ17ပိုင်း4ပိုင်းကိုပြန်ရေးမယ်။အမြောက် ပါငါးနှစ်ပိုင်းတစ်ပိုင်းကို အပိုင်းကိန်းဖွဲ့ရင်ငါးနှစ်လီတစ်၁၁နဲ့ပေါင်းရင်၁၁ဆိုနှစ်ပိုင်း၁၁ပိုင်းရမယ်။ပြီးရင်ဂျားထဲမှာအစားလက္ခဏာရေးမယ်။ပြီးရင်နောက်ကအစားရဲ့နောက်ကကိန်းလေးကိုလည်းအပိုင်းကိန်းဖွဲ့မယ်ဆိုရင်ငါးငါးလီ25၃သနဲ့ပေါင်းရင်28ဆိုပြီးတော့ငါးငါးပိုင်း၃ပိုင်းကို၅ပိုင်း28ပိုင်းရေးမယ်။ပြီးရင်အနှုတ်လက္ခဏာရေးမယ်။ နှစ်3ပိုင်းတစ်ပိုင်းကိုအပိုင်းကိန်းဖွဲ့ရင်326တင်းနေပေါင်းခွန်ဆို3ပိုင်း9ပိုင်းရမယ်ပြီးရင်ပိုင်းခြေမှာနှစ်3ပိုင်း2ပိုင်းကိုအပိုင်းကိန်းဖွဲ့ရင်326နှစ်နေပေါင်းရင်8ဆို3ပိုင်း8ပိုင်းရမယ်ပြီးရင်အနှုတ်တိ9ပိုင်း10ပိုင်းကိုအပိုင်းကိန်းဖွဲ့ရင်6တလီ9ရှစ်နေပေါင်းရင်7ခွန်ဆို9ပိုင်း18ပိုင်းရမယ် အဲ့လိုဆိုရင်အစားလက္ခဏာရဲ့အရှိမရှိတဲ့ဂိမ်းတွေကိုဒီချယ်တို့ကျင်းလို့ရတယ်အမြောက်ဆိုရင် ကိုးတလီကိုကိုးတလီကို နောက်တစ်ခါပိုင်းခြေမှာလဲ7တလီ7 7တလီ7နောက်ကနှစ်နဲ့လေးနဲ့ကျင်းလို့ရတယ်1တလီ2နှစ်နှစ်လီလေးဆိုဒီချေတော့ကျင်းပြီးသွားပြီအဲ့လိုဆိုရင်ဘိုင်းဝေပါလဲ အချင်းချင်းမြောက်လို့ရတယ်ပိုင်းခြေအချင်းချင်းလည်းမြောက်လို့ရပြီပြီးရင်အစာလက္ခဏာရေးပြီးတော့နောက်ကကိန်းနေရအနှုတ်တွေဖြစ်တယ်ကျင်းလို့မရဘူးအဲ့ဒါကြောင့်ပိုင်းဝေနဲ့ပိုင်းခြေမှာဆိုရင်ပိုင်းခြေတွေဟာမတူကြဘူးပိုင်းခြေ9နဲ့3နဲ့မတူဘူး3နဲ့9နဲ့မတူဘူးဆိုတော့ပိုင်းခြေတူအောင်လောရမှာဖြစ်တယ်အဲ့ဒါကြောင့်မလို့တီချဲတို့စောစောကတွတ်ထားတယ်ပိုင်းဝေအချင်းချင်းမြောက်မယ် ခုနှစ်တလီခုနှစ်လေးတလီလေးဆို၄ပိုင်းခုနှစ်ပိုင်းရမယ်ပိုင်းခြေမှာကြတော့နှစ်တလီနှစ်တတလီတဆိုပြီးတစ်ပိုင်းနှစ်ပိုင်းရမယ်ပြီးအစားလက္ခဏာကိုရေးမယ်နောက်ကဂိမ်းတွေကိုတွက်တဲ့အခါမှာ9ပိုင်း28ပိုင်းတဲက3ပိုင်း9ပိုင်းကိုနှုတ်ရင်ပိုင်းခြေ15ဖြစ်အောင်လို့တွက်ရမယ် ဲ့လိုဆိုရင်ပိုင်းကြေငါးကို3နဲ့မြောက်ရင်28ကိုလည်း3နဲ့မြောက်မယ်အဲ့လိုဆိုရင်ငါး3လီ15 28နဲ့3နဲ့မြောက်ရင်84ရမယ်ပြန်၃ပိုင်းခုနှစ်ပိုင်းမှာပိုင်းခြေ၃ကို15ဖြစ်အောင်9နဲ့မြောက်ရင်ပိုင်းဝေခုနှစ်ကိုလည်း9နဲ့မြောက်ရင်15ပိုင်း35ပိုင်းရမယ်။နောက်ကကိန်းပြည့်အောက်ကပိုင်းခြေမှာဆိုလို့ရှိရင်၃ဖြစ်နေတယ်။ 3ပိုင်း10ပိုင်းနဲ့ကနေ9ပိုင်း18ပိုင်းကိုနှုတ်မယ်အဲ့လိုဆိုရင်ပိုင်းခြေ3ကို6ဖြစ်အောင်လုပ်လို့ရတယ်။အဲ့တော့ပိုင်းခြေ3ကို3နဲ့မြောက်ရင်6ရမယ်။ပိုင်းဝေ8ကို3နဲ့မြောက်ရင်24ရမယ်။အဲ့လိုဆိုရင်ဂိမ်းမြက်အောက်မှာ3ပိုင်း10ပိုင်းအနှုတ်6ပိုင်း18ပိုင်းက6ပိုင်း24ပိုင်းအနှုတ်6ပိုင်း18ပိုင်းဖြစ်သွားမယ်။ အဲ့လိုဆိုရင် teacher တို့ပြန်ရေးမယ်၄ပိုင်း၇ပိုင်းအစားနှစ်အစားလက္ခဏာအပေါ်အကိမ်းမြင်းမှာ15ပိုင်း84ပိုင်းတွေက15ပိုင်း35ပိုင်းကိုနှုတ်ရင်15ပိုင်း49ပိုင်းရမယ်မြင်းရဲ့အောက်မှာကြတော့6ပိုင်း24ပိုင်းတွေက6ပိုင်း18ပိုင်းကိုနှုတ်ရင်6ပိုင်း9ပိုင်းရမယ် အဲ့တော့ပထမ teacher တို့အစားလက္ခဏာရဲ့ရှေ့ရာကောင်ကိုအရင်ဆုံးရှင်းမယ်အဲ့လိုဆိုရင်၄ဘိုင်း၇ဘိုင်းအစားကိုအမြောက်ရေးပြီးတော့နှစ်ကိုပြောင်းပြန်လှန်လိုက်လို့ရှိရင်နှစ်ကပိုင်းခြေကိုရောက်သွားမယ်တစ်ကအပေါ်ရောက်သွားမယ်ဒါကအရှေ့ရာကိန်းကို ပထမဂွင်းလေးနဲ့ရှင်းမယ် ြီးရင်အစားလက္ခဏာရေးမယ်နောက်တစ်ခါ15ပိုင်း49ပိုင်းကို6ပိုင်း9ပိုင်းနဲ့စားရင်နောက်တွင်ထဲမှာ15ပိုင်း49ပိုင်းကိုအရှိရာရေးမယ်အစားဆိုတော့အမြောက်လက္ခဏာရေးမယ်6ပိုင်း9ပိုင်းကိုပြောင်းပြန်လှန်လိုက်ရင်9ပိုင်း9ပိုင်းရမယ် အဲ့တော့ဒီကျတို့ဂွေးနှစ်ကွင်းရေးထားပြီးတော့ခလေမှာအစာလက္ခဏာရှိမယ်အဲ့လိုဆိုရင်ပထမအရှိကွင်းမှာမြောက်တဲ့အခါမှာကျင်းစရာမရှိတဲ့အတွက်ကြောင့်ပိုင်းဝေချင်းချင်းမြောက်ရင်ခုနှစ်တလီခုနှစ် ပိုင်းခြေချင်းချင်းမြောက်ရင်၄နှစ်လီရှင်းဆိုပြီးတော့၈ပိုင်း9ပိုင်းရမယ်ပြီးလို့ရှိရင်အမြောက်လက္ခဏာရေးထားမယ်ခုနှစ်နဲ့49ကိုကျင်းလို့ရတယ်အဲ့ဒါကြောင့်ခုနှစ်တလီခုနှစ်ခုနှစ်ခုနှစ်လီ49ဆိုရမယ်နောက်တစ်ခါ15နဲ့9ကိုလည်းကျင်းလို့ရတယ်33လီကို35လီ15ဆိုရမယ်နောက်တစ်ခါပိုင်းဝေကိုမြောက်လိုက်ခါမှာ ခုနှစ်3လ21အစားမို့လို့ပိုင်းဝေရ21ကို ပိုင်းခြေမှာထားမယ်နောက်တစ်ခါပိုင်းခြေအချင်းချင်းမြောက်တဲ့9တလီ9ကိုတော့ပိုင်းဝေမှာထားမယ်အဲ့လိုဆိုရင်10ပိုင်းခုနှစ်ပိုင်းအမြောက်21ပိုင်း9ပိုင်းကိုရရှိလာပြီဖြစ်တယ်အဲ့ဒီအမြောက်မှာဆိုရင်ကျင်းလို့ရလားလို့တချေတို့ကြည့်လိုက်တဲ့အခါမှာခုနှစ်နဲ့21ကိုကျင်းလို့ရတယ်ခုနှစ်တလီခုနှစ် 9331ဆိုပြီးတော့ကျင်းလို့ပြီးသွားပြီဆိုရင်ပိုင်းဝေချင်းချင်းမြောက်ရင်915ပိုင်းခြေချင်းချင်းမြောက်ရင်8324ဆိုပြီးတော့အဖြေက24ပိုင်း5ပိုင်းကိုရရှိမှာဖြစ်ပါတယ် ဒီနေ့ဒီချက်ပြောပြပေးခဲ့တဲ့အကြောင်းအရာကတော့တင်ချတအခန်း3အပိုင်းကိန်းများနှင့်ဓတမကိန်းများခေါင်းစဉ်ကတင်ကန်းစာတစ်ဖြစ်တဲ့အပိုင်းကိန်းများရဲ့အပိုင်းကိန်းတန်းများကိုရှင်းချင်းအကြောင်းဖြစ်ပါတယ်။ဒီနေ့ဒီချက်ရှင်းပြပေးခဲ့တဲ့တင်ကန်းစာကိုသားတို့သမီးတို့နားလည်သဘောပေါက်မယ်လို့ဒီချက်မျှော်လင့်ပါတယ်။နောက်တင်ကန်းစာမှာဒီချက်တို့ပြန်တွေ့ကြမယ်နော်။ Bye bye.